ကျွန်တော်ဒီနေ့အတွက်ဝတ္ထုရိုလ်လေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝတ္ထုရိုလ်လေးကို ရေးသားထားသူကတော့ဆရာကြီးပီမိုနင်းပဲဖြစ်ပါတယ်ဝတ္ထုရိုလ်လေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးပီမိုနင်းဤသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာ။ 이러고분 안고 안야니. ေဒေါ်မြောင်မေသည်အိမ်ဦးခန်း၌ကျုံကျုံကလေးပစစ်တုတ်ခါဖျားကိုကြင်ညိုလျက်နေလေ၏ထို့သောကြင်ညိုရင်းတင်၍ထသောပဝါနှင့်မကြာခဏမျက်နာကိုတုတ်လေ၏ဒုံနေခိုက်တွင် ခြေတံမချရအောင်တက်၍လာပြီးခြေရင်းကန်းဘက်ရှိခုံတန်းရားပေါ်မှထိုင်လျက်ဒေါ်မြောင်မေကိုကြည့်၍နေသောသူ၏မျက်နာမှာကျင်နာတနာဂိယူနာပွားခြင်း၏တရံအတွင်သည် အယုတ်ရေး၍ပြသလိုထင်ပေါ်၍နေလေ၏တော်မြတ်မေသည်ဖျားရှိခိုးဥချ၍ပြည်သည့်နောက်အားငယ်သောမူယာနှင့်မိမိပြည့်ဖြိုးသောခန္ဓာကိုယ်ကိုတည်ယူကာထာရင်းဥအသေးအတွင်မှထွက်၍လာသောဟိချသံနှင့်ညှိလိုက်လေ၏ထို့နောက်တဖန်ဖဲပဝါဆွန်းနှင့်မျက်ရည်ကိုတုံရင်းအမြအမြကိုကြံပေါ်ရဲ့အမြယူပါ ကျေးဇူးရှင်သူတိတာနှစ်သားကြီးရဲ့ မျောလို့သာနေပြီတော့ညံ့ညံ့ကြီးကျုပ်လိုက်ခဲ့ပါမေအမလေးဒီပူဖေတော့မှအေးပါမနုံစသဖြင့်တောက်တီးညင်းညူရာမှစောင့်ရွေနေသောဧည့်သည်ကိုမြင်လင်အပူရုပ်ကို ပြုပြင်ရန်မကြိုးစားပဲ။အော်ကုမြတ်သိမ်းပါကလား။ရောက်နေတာတော်ကြာပြီလားဟုမေးရင်ချစ်နဲ့ရင်ရင်သောအမူအရာနဲ့ပကြီးဆရာကုမြတ်သိမ်း၏အပါသို့ရောက်၍သွားပြီးကလတ်ထိုင်ဟောင်းကြီးတစ်လုံးကို ဆွဲယူ၍ထိုင်လေ၏ခို့ရင်မှာပဲចောင်းမရဲ့ကိုသားမောင်ညကလာပြောတယ်ဒါចောင်းအိယာကနှုတ်နှိုခြင်းလာခဲ့တာပဲတော်ကဆိုတာလူမှန်ရင်တွေ့ကြရစမြဲပဲចောင်းမရဲ့အပူကိုအမတန်ကြီးလဲအလိုမလိုက်နေတောလီသူကပြန်လာတော့မှမဟုတ်ဘူးစိတ်ထောင်းတော့ကိုကြေတဲ့ကျမ်းမအောင်စိတ်ကိုယ်သာကောင်းကောင်းထားပြီးတော့ចောင်းမဟုကျင်နာစွာပြောလေဤ ကိုမြတ်သိဤစကားသည်တုတ်၍ထာတော်မျက်ရည်တမန်ကိုတရွေးနှင့်ဖြိုလိုက်သလိုဖြစ်လေ၏ကျောင်းမတော်မြမေဤမျက်လုံးများသည်ဝေလျင်သောဆိုင်ပမာမျက်ရည်တွေကြိုးပေါက်၍ကြလာပြန်သည်ဖြင့်တဖန်ပေါ်အားနှင့်တုတ်ခါအမလီဘလို့ဖြေလုံးမှပြေနိုင်မဲ့အပူမဟုတ်ပါဘူးကိုမြတ်သိန်းရဲ့တရားမသိလို့လည်းမဟုတ်ပါဘူးလှူဒန်းခဲ့တာတွေလည်းများပါရဲ့ ဒီအပူမှာတော့တရားမရနိုင်အောင်ရှိတာပါပဲအမေသေးလို့ပူရတာနဲ့မတူအဖေသေးလို့ပူရတာနဲ့လည်းမတူတာချင်းပေါက်ဖော်ရီလည်းတေခဲ့လာပါပြီကိုမြတ်သိန်းအခုလို့ကျမဖြစ်တခါမှမပူဘူးပါဘူးသူ့ကျေးဇူးတွေကများလွန်းလို့မတွေးပဲမနေနိုင်တွေးလိုက်ရင်လည်းဖြေမရကျမဖြစ်ဒီအပူနဲ့တေရလိမ့်မယ်ထင်တာပဲအင်းပြုတ်ထားခဲ့တဲ့ကောင်းမှုတွေစောက်ခဲ့တဲ့ចောင်းတွေဇရက်တွေ ူကောင်းမှုသူ့လက်ရာတွေကလည်းအမတန်မှများလေတော့ဒါတွေကိုမြင်ရတိုင်းအပူကိုနှိုးသလိုဖြစ်တော်တာပေါ့လီသို့တော်လေပျောက်တော်သူရှာရင်တွေ့တည်တော်သူကြာရင်မေ့တဲ့ကြံရစ်သူကမမေ့ပေမဲ့တော်လေသူကတော့မေ့ရို့တဲ့ခြေရောမနဲ့ခြေရောဖို့တို့ထုတ်ပတ်တီလို့ပေါ့ចောင်းမရေဒီတရားတွေလည်းအတိသားပဲကြိုးစားဖြေမှာပေါ့ ဒါထက်เจ้าမကဘလို့ကူမျိုးကိုလို့ရှိတယ်လေကျမလို့ရှိတာကတော့အများမလို့ဖူးသေးတဲ့ဂူကိုလှုပ်စေချင်တာပါပဲငွေကုန်တာအရင်မကြည့်ပါဘူးကျမယောက်ျားအတွက်ကျမနောက်ဆုံးပြုရခြင်းမို့ကောင်းနိုင်သမျှကောင်းအောင်လှုပ်စေချင်တာပဲကျမဒီမျိုးရဲမှလည်းမနေချင်တော့ပါဘူးခြံထဲမှာဒီဂူကိုကြည့်နေရရင်တော့ပါပြီကိုမြတ်တင်းကပကြီးပုံသူများလဲရေးတယ်လို့ကြားရတယ်ဟုတ်ရဲ့လားမှန်ပါတယ် ။ပကြီပယံလနဲ့ဆိုင်တဲ့အတက်ဟူသမျှမှာတော့ရှေခေအခုခေနှစ်ခေမိပါလေ။ကြောင်းမကျေနဲ့အောင်တက်နိုင်ပါလေ။ဒီလိုကိုမြတ်တင်းရဲ့ကိုမြတ်တင်းလောက်ကဒါတခုနဲ့မဟုတ်ပါဘူး။ကျုပ်လဲကြောင်းတကာနောက်ကိုမြ мян လိုက်ရမှာပါ။ဒီတော့သူ့အတွက်ဂူပြီးရင်နဖေးမှာရှင်ပြီကျမအတွက်ကိုမြက်သိမ့်မယ်လောက်ရမှာပါပဲကျမညမကိုခုကပဲမထားမယ် ကျမသိရင်ကိုမြတ်တင်းကိုပဲခုလို့ခန့်ရပါစေမယ်ဟုမျက်လုံးများကိုပဝါစနှင့်တူရင်ပြောလေ၏။အိုးဓာရီမပြောပါနဲ့။ကြောင်းမမတည်နိုင်သေးပါဘူး။အမလေးမပြောပါနဲ့။တရားမပြပါနဲ့။ကျမဒီပူနဲ့တည်မှာပါ။ချီတို့ဘူချီတို့မတို့ပုံလဲကြောက်ဘူးပါရဲ့။ဖြေလို့မရဘူး။ဒီတော့ကျမလိုရှိတာကအုတ်ကူတောင်မလိုချင်ဘူး။ကြောက်ကူကိုလိုချင်တာပဲ။ ကြောက်မာလဲကြောက်ဖြူမှန်အောင်တောက်အောင်ပုတ်စီစင်းနေပြစ်နိုင်ပါမလားနဘေးကိုလှဲ့၍နှက်ကိုညှစ်လေဤဖြစ်ပါလေကိုတိုင်းတော့မတက်နိုင်ဘူးလေအင်္ဂလိပ်အန်ဒါတိတ်ခများစီမှာစုံစမ်းရမှာပဲဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဖြစ်ရင်ပြီးတာပဲကိုမြတ်တင်းကြည့်လို့ဖို့လိုတာပဲလုံနိုင်ပါလေစိတ်ချပါကြောက်မှစိတ်ကြိုက်ဖြစ်ကိုဖြစ်เสียရပါမေးပြီးတော့ဒီကြောက်ကူထိတ်မှာ သူ့ရုပ်ပုံကို စီစင်းနဲ့ရေးပြီးအပေါ်ကမှန်းအုပ်ထားခြင်းနဲ့ကျမတို့မင်္ဂလာဆောင်စားကတွေ့ရိုက်ထားတဲ့ဓာတ်ပုံရှိပါလေရှင်ပုံသူရေးနိုင်ရင်ဖြစ်မှာပေါ့ဖြစ်ပါလေဖြစ်ပါလေစိတ်သာချပါ တူဖို့ရေးကြည့်ရခွန်မြတ်တင် သူ့မျက်ခုံးတစ်ဖက်မှာပြတ်နေတဲ့အမယုတ်ကလေးလေးရှိတယ်အဲ့ဒီအမယုတ်ကလေးကရေးကြည့်တယ်မပါလို့မဖြစ်ဘူးကျမတို့လင်မယားညာကစားကမယားနေစားကြောင်တင်မဆိုတဲ့စကားလို့ သူကကျမကိုရိုက်မောင်းပုံမောင်းလောက်တာကိုဒီတော့ကျမကရောက်မှနဲ့ခုတ်လိုက်တာသူ့မျက်ခုံကလေးပြတ်သွားတယ်ကိုမြသိန်းရဲ့အမလေးဒါរីကိုတွေးလေအသေးနာလေးဖြစ်တာပါပဲအဲ့ဒီမျက်ခုံအမယုတ်ကလေးတော့ပါစီကျင်တာပါပဲဓာတ်ပုံမှာပါရင်မလွဲစေရပါဘူးဖြစ်နိုင်ပါတယ်ကျောင်းမရဲ့စိတ်သာချပါကိုမြသိန်းအထူးစူးစမ်းပါနော်အချင်းနီမဖြစ်စေရပါဘူးကျမအလေကြော်လို့ ဒီအတိုင်းပဲလုပ်ရမှာပါပဲကိုမြတ်သိမယ်အပ်စီရမှာပါစိတ်ချပါเจ้าမရဲ့ကိုင်ဘဲတော့စာရမလဲတခြားလုပ်တွေကိုအကုန်စိုက်ထားမယ်ညံနိုင်သမျှမြန်စီချင်တာပဲဒါထက်ကိုမြတ်သိရဲ့ဂူမာစာကလေးလဲပါစီချင်နေစာရေးဆရာကောင်းကောင်းများမသိဘူးလားဘလို့စာလဲเจ้าမရဲ့ကျောင်းတကာပြုတဲ့ကုသိုလ်ကောင်းမှုများလေးပေါင်းကျမနာမည်လေးပေါင်း အလင်ကစာရန်ကလေးပေါ့ဒါတော့စာပုံလေးတိတ်တစ်ခုခုကအဲ့ဒီတာတယောက်ယောက်စီသွားမှာပဲဒါလဲဆလင်းငါချက်တော့ပြရလိမ့်မယ်ထင်တယ်ကျောင်းမပေးရတာကိစ္စမရှိပါဘူးကျမစိတ်တိုင်းကြရင်ပေးပါမယ်ကျမလိုချင်တာကဝမ်းနေတဲ့အတန်းလွမ်းစရာစကားကလေးတွေပါစီခြင်းနဲ့လွမ်းနဲ့စာဖြစ်မှကောင်းပါရှေ့လဲမရှိစေခြင်းမူကိုမြတ်သိရဲ့နားလေပြီနားလေပြီတူတူတုတ်တုတ်နဲ့ဖတ်လိုက်ရင်ဘဝင်ကို ခွေပြီး အလွန့်ဆိုတဲ့လေဝေကိုရင်ဝမှာဝေဝင်အောင်ရေးရမှာကိုဒါမှကြောင်းမှသဘောကျမယ်အဲ့ဒီတောင်ဥရွှေကိုကတ်ရမှာပဲတော်သလိုသာစီမံမှာကျမစိတ်တန်းကြတဲ့ခုနဲ့သူ့ရုပ်ပုံနဲ့အဲ့ဒီအလင်္ကာကိုနေ့တိုင်းမြင်နေရရင် တော့ပါပြီဒီလူပြည်မှာဖြင့်ကြာကြာလဲမနေချင်ပါဘူးကိုမြတ်တင်းမြန်မြန်အလုတ်ဆက်ရမှာပါကောင်းပြီကျောင်းမှာဆီယံငွေကလေးများသာပေးပြီတော့ မနေ့ပြန်ကားကစပီးကင်မဲဟုကိုမြတ်သိန်းကပြောလေရာကျောင်းမသည်ငွေဆက်ကူများကိုထုတ်၍ပေးလေကိုမြတ်သိန်းလည်းအလုတ်ကိုစရန်စီမံမှုအရေးအတွက်ထွက်၍သွားလေကျောင်းမသည်လင်းဖြစ်သူကျောင်းတကာဤတင်းញိုင်းမှမခွာနိုင်မဲနေလေတင်းញိုင်းမှလည်းရန်ကုန်မြို့တင်ငန်းကျောင်းဘက်မိမိပိုင်ခြံထဲမှရှိလေရာကိုမြတ်သိန်း၏အလုတ်ကိုမိမိကိုယ်တိုင်နေစဉ်လိုက်၍ကြည့်လေဤ ကိုမြတ်တင်းကလည်းစစရာရာကို ကြောင်းမနှင့်တိုင်ပင်လေ၏ကြောင်းမဒီကားပဝါကြီးကိုဥကောင်း၌တင်ပတ်ခါမခုတ်တေကိုအပူသေးရုပ်ဖမ်းလျက်ခြံထဲသို့လိုက်လေ၏တခါတရံမိမိကအရင်ရောက်လျာကိုမြတ်တင်းနောက်ကျသဖြင့်မျောရလေ၏တခါတရံကိုမြတ်တင်းကအရင်ရောက်လျာကြောင်းမကိုမျောရလေ၏တခါတရံတပြိုင်တည်းအတူယထာစီ၍သွားကြ၏ တရံတခါကိုမြတ်တင်းကအရင်ရောက်လေရာကျောင်းမကိုမျော်လေ၏ထို့အခါအကူကိုစရွေမလောက်ရသေးချေတိုက်တောင်မှတ်သားပုံစံထုတ်ယုံများရှိနေလေ၏ကိုမြတ်တင်းဒီကကျောင်းမအထုစိတ်တန်းကြစေလိုသဖြင့်ဂူကိုမြင်ုံနှင့်အဘဲပုံစံနှလုံးကြေကွဲအသည်းမှလွမ်းလီပွေဝိစီရောက်မည်ဟုသဘောထားကဂူဤပုံစံကို ရေးထုတ်စီရင်၍နေခြင်းဖြစ်လေ၏ကျောင်းတကာဤပုံသူကိုလည်း ကြောက်ပြောတစ်ခုပေါ်၌ရေးလီရောထိုလုတ်ကိုလည်းခြံထဲရှိတဲအိမ်မှာပင်လုတ်သည်ဖြင့်တဲအိမ်မှာစတူဒီယိုလေးတစ်ခု ဖြစ်သောပြောင်းလဲ၍နေလေ၏။ကျောင်းမမှာထိုလုတ်၌စိတ်ဝင်စားသည်ဖြင့်အပူမှာအတော်တန်သက်သာစွာပြုလေ၏။တည်ရန်တစ်ခါမြေပေါ်မှာရှင့်မြင်းများကိုနှုတ်ရင်းကိုမြတ်တင်းနှင့်တိုင်ပင်လေရဲ့ရုပ်ပုံများကိုခေါင်းရဲဆိုင်ကကြည့်ကြလေ၏။ကိုမြတ်တင်းမှာခုပုံစံကိုတမျိုးတည်းမဟုတ် ကျောင်းမစိတ်ကြိုက်တွေ့စီဖို့ရန်ပုံစံမျိုးမျိုးကိုထုတ်လျောင်းကျောင်းမစိတ်ကြိုက်ကိုမတွေ့နိုင်သဖြင့်တနင်္ဂနွေနှစ်ပတ်တွင်းမှာပုံပေါင်းတရာစင်ကျော်ကျော်ဆုပ်၍ပြည့်ရလေ။ပုံတို့မှာလဲမိသွေးချက်မြမပြီးသေးချေ။တနေ့တနိုင်ဂူပုံအစ်တစ်ခုကိုရေးဆွဲရတွင်ကျောင်းမကြည့်၍နေလေ။ဒီနေရာမှာတက်ကလေးထည့်ရင်မကောင်းဘူးလား။ဒီပလင်ပုံကလေးကသိမနေဘူးလား။ အပေါ်ကငုံတိတိဖြစ်နေတယ်ဖြစ်နေတဲ့ကြီးခံမှာကိုမြတ်သိင်းရဲ့ကျမယောက်ျားအတွက်နောက်ဆုံးပြုရခြင်းမို့ဒီလောက်တောင်စူးစမ်းရတာပါကျမအတွက်ကြတော့အခုလောက်ပင်မန်းတော့မှမဟုတ်ပါဘူးသူ့ပုံအတိုင်းပေါ့ဒါထက်ကျမပုံမှာပုံတို့တစ်ခုအစင်သိင်းရေးထားရရင်မကောင်းဘူးလားကျောင်းမကတည်တည်ချင်းနေတာကိုကျောင်းမရဲ့မတိပါနဲ့ဟိုဒါတော့နမိတ်မရှိနမမရှိကျွန်တော်မလုပ်ပြရစေနဲ့ ကျောင်းမသာတေးရင်ဟုစကားဆုံးမသက်ပဲမော်၍ကြည့်လိုက်ရာမျက်လုံးချင်းဆန်၍နေကြသည်မှာစက္ကန့်အနည်းငယ်ကြာ၍သွားလေ၏ရှင်ခါရရင်ပြည့်ရောမဟုတ်လားကွန်မြတ်သိန်းရဲ့ရေးတာရေးပါကျောင်းမခန့်ရင်တော့လောက်ရမပေါ်ကျောင်းမကူမကတ်ဖို့ဆိုတာတော့နမိတ်မရှိဘူးကျောင်းမကိုကျွန်တော်မသေးသေးခြင်းသေးဘူးဟုပြောကခေါင်းငုံလေးရဲ့ခုပုံစံကိုကြည့်၍နေလေ၏ ကျောင်းမသည်ကိုမြတ်သင်းကိုစိုက်ခါကြည့်၍နေလေ၏ကိုမြတ်သင်းမှာမိမိနှင့်ရွယ်သူဖြစ်သည်ကို၎င်းမုတ်ဆိုးဘုဖြစ်သည်ကို၎င်းစဉ်းစားကသူလည်းအပူတွေ့ခဲ့တဲ့လူပဲဟုတွေးမိလေ၏မကြာမီအင်္ဂလိပ်ရဲသို့ပြန်၍ဝင်ကြရာမိုးရွာ၍လာလေ၏ကောင်းကင်မှာပိတ်ဆို့လျက်အင်္ဂယ်လေးအတွင်မှမောင်၍နေသဖြင့်အလုတ်ကိုရန်နာကပြင်းပေါက်မှကြောင်းတကာဤသင်္ကန်းမြေပုံကလေးကို နှစ်ယောက်သားရှင်ကရှုမျော်၍နေကြလေ၏အခုလိုမိုင်းညို့နေတဲ့ခါများ နောက်ကခံတဲ့တောနဲ့ကူဖြူဖြူကိုမြင်ရရင် အတော်ကြေကွဲစရာကောင်းပါပဲကြုံမျက်စီတဲ့တော့မြင်နေတယ်ကျမလည်းဒါတွေးပြီးမျက်စီထဲမှာထင်မြင်နေတာပါပဲဟုပြောကာမျက်နာကိုပဝါနဲ့တုပ်လျက်စိတ်ငြိမ်သောမြေပုံကိုကြည့်၍နေလေ၏မိုးသည်လည်းတဲ့၍လာလေ၏လေသည် တိုးတက်ပြင်းထန်၍လာလျား အင်္ဂလိပ်မှာတိမ့်တိမ့်တုံအောင်လှုပ်ရှားလေ၏ကိုမြတ်တင်းသည်အပူသေးចောင်းမ၏မျက်နာကိုစိုက်ခါကြည့်၍နေလေ၏ဒီမိုးဟာမိုးချုပ်၍မိုးလင်းသည့်တန်အောင်ရွာရင်ငါတို့နှစ်ယောက်ရန်ကုန်ကိုပြန်နိုင်မှာမဟုတ်ဘူးရွာလဲရွာမယ်မိုးနဲ့တူတာပဲဟူအောင်မိကရင်ထဲတွင်ဒိန်ကနေဒိန်ကနေဖြစ်လေ၏ကိုမြတ်တင်း၏အတွင်းနှင့်ညီစွာ လေနှင့်မိုးသည်တိုး၍ထန်လေ၏ထိုနှင့်နနခင်းမှာတာယာသည်ဖြင့် စိတ်ချလက်ချလွတ်ကျွစွာလာခဲ့ကြလေရာထီကိုမြယူဆောင်မှုတရီမြခဲ့ကြကြီးမကြမီမိုးချုပ်လီမိုးဒီကရွာမရဲလျှစီမူကြုံများနှင့်ပူပေါင်းကတောင်းချမ်းလီတော်ဤလေနတ်သားတီလေနောက်ပါများစွာသောချွေရန်တို့နှင့်ခြံတွင်းသို့ဝင်ရောက်ခါဘောကံ၍ကစားရာတွင်ဖောက်ပြိတ်တာတစေတို့သည် ပွဲကြည့်ရင်လက်ခုပ်လဝါတီးကတဟာဟာဆူညံနေကြသည်ဟုပင် မှတ်ထင်လောက်မြည်လျံ၍နေလေသည်ပြတင်းမုတ်တကယ်ရွယ်မြောင်းကိုဝေရန်၍ကစားကြုံမက အိမ်ထဲသို့မိုးရင်များဝင်ရောက်ဆပြုလေ၏ထိုအခါနှစ်ယောက်သားတကားများကိုပိတ်ကြရလေရာမဲမောင်၍သွားလေ၏ကျောင်းမနှင့်ကိုမြတ်သိန်းမှအကြံရကျက်လေဖျောင်းတိုင်များမိချစ်များကိုရှာကြရာတွင်မှောင်မှောင်မဲမဲထဲ၌တယောက်ကိုတယောက်တိုးဝင်မိလေ၏အတန်ငယ်ကြာသောအခါမှာ ရေဆို၍အတုံးမကြတော့သည်ဖြစ်သောမိချစ်ကိုရလီဖျောင်းနိုင်ကုန်မူမတွေ့ရချီမာလီကလားသည်လေမြို့ကိုသွားရမပေါ်လားအနည်းနာမှခွန်စရာအိမ်ကလည်းမရှိအိမ်ပန်ဝင်းကျင်မှာလည်းရေရှမ်းတလို့ဖြစ်၍နေသည့်အပြင်အမောင်တူကြီးစွ့၍နေသောခြံကျိုခြံကြားအရက်မှာအမိုးကာထိမပါဘဲစွန့်စားอยู่တော့ဖို့ရန်ကလွန်စွာခက်လီတဲခေါမိုးမှာလည်းအပေါက်တွေများသဖြင့် အတွင်းမှာရွှဲဆို၍နေလေသည်။ကြောင်းမှမှလင်ဖြစ်သူမကြမ်းပါစဉ်ကမအိမနေပြုစုခဲ့ရသောကြောင့်တကြောင်း၊ကွယ်လွန်ပြီးနောက်တောကမိတောက်သည်ဖြင့်မအိနိုင်မဆနိုင်ဖြစ်၍နေသောကြောင့်တကြောင်းအားငယ်၍နေလေရာအေးမိဖို့ရန်အသင့်ပြင်ဆင်ထားသလိုဖြစ်လေသည်။မကြမီကြောင်းမှမှခိုက်ခိုက်တုံ၍လာလေရာကိုမြတ်တင်းသည်ညီးတံကိုကြသည်ဖြင့်အမောင်ထဲတွင်ဆန့်၍လာရာ ပဝါကိုတင်းစွာခြုံပတ်လျက်စောင့်ကြောင့်ထန်ရင်မင်းရဲ့မိဝယ်ညီးဝင်နေသောเจ้าအမဤနောက်ကျောကိုကင်မိလေ၏เจ้าအမဘာဖြစ်တလဲမင်းရဲ့ခြံထလာသလားဘယ်နဲ့လောက်ရပါမလဲမိုးကလည်းမစင်းမိဖိုစရာလည်းဘာမှမရှိအခုမှအခက်ပဲเจ้าအမရေရော့ရော့ဒီညီကိုဝတ်ထားဟုပြောကတချမ်းဆို၍နေတော့မိမိတက်ကလက်အင်ကြီးကိုချုပ်ခါเจ้าအမကိုလှမ်း၍ပေးလေ၏ ို့တော်လဲချမ်းမပြေသဖြင့်ကြောင်းမသည်တွန်းလီသူဥကြံပေါ်ကိုတခါကျေးဇူးရှင်ကြီးရဲ့ကြည့်လေပါဦးကျုပ်မြန်မြန်လိုက်ရတော့မေထင်ပါရဲ့ချမ်းလာကြီးရဲ့ကျေးဇူးရှင်ကြီးရဲ့အမလီကိုမြတ်သိင်းရေမကြံနိုင်တော့ဘူးလားကျမမတက်တာလာဘူးကျမအတွက်ဂူဂိုသာစိတ်ကူးပါတော့ဒီပုံဖြင့်သူ့နောက်ကိုလိုက်ရတော့မှာပဲကျောင်းမကလည်းမတော်တာတွေပြောနေပြန်ပါပြီဘေကဘသူ့နောက်လိုက်ရမှာလေဘေနောက်ကိုမှမလိုက်ရဘူး ြုတ်ရှိသေးတယ်ဒီလောက်ချမ်းယုံနဲ့တေးရယူလားလာလာစိတ်မစွန်းနဲ့နော်တခြားနည်းတော့မရှိဘူးဒါပဲရှိတော့တယ်ကင်ဘက်နဲ့ရှိသောချမ်းသေးသလားနှွေးပြီမဟုတ်လားစိတ်မစွန်းနဲ့နော်ဟုပြောကကိုမြတ်တင်းသည်ចောင်းမကိုမိမိဤနှွေးသောရင်၌ပွေယူလာရာចောင်းမကအမလေးအမလေးကိုမြတ်တင်းရဲ့အမလေးကျေးဇူးရှင်ကြီးရဲ့ကိုမြတ်တင်းရဲ့မတော်ပါဘူးအမလေးကိုကြံပေါ်ရဲ့ကြည်ပါအောင် အမလီချမ်းလာကြည်ရဲ့ကျမသေးလိုက်မယ်ထင်နေကိုမြတ်တင်းရဲ့လွတ်ပါအောင်အမလီလွတ်ပါလွတ်ပါဟုပြောရင်ယုံလီရာကိုမြတ်တင်းကလွတ်လိုက်ပြီးကြိုင်ဒီလိုဖြစ်နေဟုခတ်မာမာပြောလိလေသည်တကားကိုတွန်းဖွင့်ကဝင်၍လာပြီးကြောင်းမကို ကိုမြတ်တင်းအစာဝင်၍ပွေလိချိန်ငနဲမိုးချိုးပစ်ပြီးဝင်ငနဲလေးရဲ့စီးလက်လိအမလီကိုမြတ်တင်းရဲ့ဟူအော်ပြီး ခိုက်ခိုက်တုံချမ်းပြန်ဤကိုမြတ်တင်းသည်ပွေရပြန်ဤเจ้าမကယုံပြန်ဤငိမ့်ငိမ့်နေပါเจ้าမရဲ့နို့ဘက်နယ်လောက်ရမလဲငိမ့်စုံမငိမ့်ဘူးလားဒီရင်ပေါက်ကနေပြီးမိုးရေတဲ့ပြစ်ချလိုက်ရမလားဒီကတနာလို့လှုပ်ပေးနေတာဟုခတ်မာမာပြောရင်เจ้าမကိုပွေလျက်ကျောင်းမကြီးသေးတွယ်ပြော့ပြောင်းတော့ခြေလက်များကိုတံမာသောလက်များနှင့်စုံနေ၍ပေးလျာကျောင်းမမှာငြိမ်၍နေရလေတော့တည်း မိုးလေတို့သည်ငြိမ်သောအခါတကောင်ချိန်လောက်ရှိလေ၏။ကြောင်းမမာလည်းအစ်ဆက်သောခြေလက်တို့မှຫນွေရွေလာလေ၏။သို့တော်လည်းအိမ်ပြင်သို့ထွက်လျက်တဖန်ထက်၍အေးမိမှဆိုးရချောင်းနှင့်ကိုမြတ်တင်းကပြောလေရာထိုညင့်တွင်ခြံအိမ်ထဲ၌နှစ်ယောက်သားငြိမ်သက်စွာနေလေတော့သည်။မိုးလင်းသောအခါနှစ်ယောက်သားပြတင်းပေါမှဥကြံပေါ်၏တင်းချိုင်းကိုကြည့်၍နေကြရာ မနေ့ကထက်နိကလရဲ့ကိုချင်းထီအောင်မကเจ้าမာဤလက်တီကိုမြတ်သိင်းဤလက်ထဲသို့ရောက်၍နေလေ၏တော်တော်နေကောင်းပြီလားလက်ထားကလေးများတော့နှွေးလိုပဲမျက်နာတောင်တွေးအောင်ကလေးပေါ်လာပြီဟိုနောက်ကိုလိုက်နိုင်တော့မယ်ထင်သလားဟုတင်းញိုင်းကိုမင်းငော့ကကြည်ရင် ပြုံးဆဆာနှင့်ပြောလေ၏เจ้าမသည်လဲမချုံမချင်မျက်နာနှင့်လှဲ့၍ကြည်လေ၏ချီထိုးပုံနဲ့ချီထိုးမပုံဟာတိတ်မှန်တော်ပဲ တကယ်လို့သာတေသူတွေက ရှင်သူများပူသလိုပူကြရင် ကိုယောင်လာပြမှာပဲကျမခြံနဲ့နေလာတာစာလာပြီကြိုးကြိုးကြွတ်ကြွတ်မှမလောက်ဘူးတတိယဘုံလည်းမပေါ်ဘူးဒါကြောင့်ပြောတာပေါ့ရောက်ရဘဝမှာတန်ရောစဉ်အစ်စ်တွေနဲ့ပျော်နေပြီဒီကသာ ပူးနေတော်တော်ကြာဒုက္ခဖြစ်တော့ကြောင်းတကာလာကြည့်မှာမဟုတ်ဘူးဒီကသာကြောင်းမသည် ပြုံးရွှင်သောကိုမြတ်သိန်း၏မျက်နှာကို စင်စားသောမျက်နှာထားနှင့်ကြည့်၍နေပြီးတက်မကြီးချလိုက်လေ၏ဂူရီဘာရီလုံနေလေလက်ကားပဲပိုက်ဆံကုံယုံရှိမှခမားကကုံကျင်ပေမဲ့ကျုပ်ကကုံမခံနိုင်ဘူးဟုចောင်းမဤလက်ကိုဖြစ်ခါအပြက်စကားလိုလိုပြောလျက်ကိုမြတ်သိန်းသည့်တင်းញိုင်းကိုကြည့်၍နေလေ၏ဘာတော်မလဲရှင် အမတ်သားလေးတစ်ခုလောက်တော့ထောင်းမပေါ်ဟုចောင်းမကပြောလေ၏မကြာမီနှစ်ယောက်သားတင်းញိုင်းကိုတော့၍ကြည့်ကြလေ၏ ကိုမြတ်သိန်းကဟိုးအင်အောက်ကတရင်လေးတွားယူလိုက်စမ်းဖူပြောလေရာเจ้าမသည်ပေါ်ပါလင်မြန်စွာတွားပြီးတရင်ကိုယူ၍လာခဲ့လေ။ကိုမြတ်သိန်းသည်မြေပုံကောင်းရင်၌တွင်တူပြီးတက်သားစာတစ်ခုကိုအနီးပါ၌ရှာ၍စိုက်ထောင်လေ။ပြေးသောခါ၌ကိုင်းအမတ်သားဖြစ်ကြောမဟုတ်လား။တာပြီးကြာကြာခံအောင်ကတ္တရာဇီလီပါလီတုတ်လိုက်တာပေါ့။ เจ้ามาทีမြေပုံကိုကြည့်၍မထူးပါဘူးလေ တော်ပါပြီဟုပြောပြီးလှဲ့၍သွားလေ၏ထို့နောက်နီးပါး၌အိုးခွက်ငါပြီးခြံထဲ၌ကြက်သားဟင်းချက်၍နှစ်ယောက်သားမနှက်ဆာစားချပြီးနောက်အတူတကွမြို့သို့မြေထားဒုတိယရဲတွင်ဟန်နီမွန်လောက်၍သွားကြလေတော့တည်းပြီမိုးနေ